ကျွန်တော် social media မှာကျွန်တော်တို့ပြောများနေတဲ့ကျွန်တော်တို့မြန်မာ fighter Veronica နဲ့ဒါမွေထိုင်း fighter ရွှေကပတ်ဒါရက်ရှိထားတဲ့ fighter Stan တို့ရဲ့ဒါအကြောင်းလေးကိုကျွန်တော်အဲကျွန်တော်တို့အားပေးတဲ့ပရိသတ်တွေကိုဒါအဲပြောပြချင်ပါတယ်ဗျဆိုတော့အားလုံးလည်းကျွန်တော်တို့တည်ထားကြပြီးဖြစ်တဲ့အတိုင်းပဲ Stan ကတော့ကျွန်တော်တို့မြန်မာ fighter Veronica ကိုဒါစိတ်ကတူသက်ရှင်နေတာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကျတို့ဒီ stamp ကိုဒါပြန်ပြီးတော့ရှေ့ပါပြောဆိုတာတွေအများကြီးတွေ့ထားရပါတယ် ဆိုတော့ရှင်ကပြောဆိုတာကဒါဒါပြောဆိုလို့ရပါတယ်ဗျ။သုံးပေမဲ့လည်းကျွန်တော်တို့တော့ဒါစီးလေးပေါင်လေးနဲ့တော့ဒါပြောဆိုကြဖို့အထူးမြတ်တမ်းရက်ခံချင်ပါတယ်။ကျွန်တော်ပြောချင်တာကတော့ဒီစတန်ကမြန်မာတွေကိုရှစ်တဲ့ကစားသမားတယောက်ပဲဖြစ်ပါတယ်။ဆိုတော့ကျောစာဝင်းနဲ့လည်းဒါခုလက်ရှိကလပ်တူတူမှာတူတွဲလေးချင်းတူတူလေးချင်းကစားနေတာလည်းဖြစ်ပါတယ်။စတန်ရဲ့ဒါစိတ်ရင်နဲ့စိတ်ဓာတ်ကိုကြည်ရင်အဖြစ်လဲမမာနဒါထောင်ထားတဲ့ဖိုက်တာတယောက်မဟုတ်ဘူးဆိုတာလုံးဝသိတာပါပဲ အဲဒီလို professional နဲ့ဒါချွေကပတ် champion ကစားသမားတစ်ယောက်အနေနဲ့လောလောဆယ်ဒါသူ့နဲ့ level တန်းလောက်သွားနိုင်မဲ့ Veronica ရဲ့ဒါတိုက်ခိုက်ဖို့ဒါကစားဖို့မျိုးကိုသူကြည့်ပြီးတော့သူ့အနေနဲ့တော့ဒါအာထိုးသက်ရှင်ရှင်လို့ဒါစိတ်ခေါ်ဒါလို့ပဲကျွန်တော်တို့တော့ဒါမြင်မြင်မိပါတယ်အာဒါစကားအရာမှဒါစိတ်ခေါ်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့အမိနဲ့ဒါ မြင်မမားဖို့အထူးသတိပြုသင့်ပါတယ်။ဆိုတော့ one championship အတိုင်းအဝိုင်းကမျက်စိကျလာတဲ့အတိုင်းမြန်မာ fighter Veronica ကိုဒါအဲဒီ stand ကလည်းသူနဲ့အတူ low to side သူဖြစ်တဲ့အတွက် စတန်ကလည်းဒါစိတ်ဝင်စားပြီးတော့ထုတ်သက်ရှင်တာဒါဖြစ်နိုင်ပါတယ်လုံးဝဖြစ်နိုင်ပါတယ်ဗျသူ့တွက်လည်းဒါဗရိုနီကာကဒါစိတ်လို့ရှားစရာကောင်းတဲ့ကစားသမားတယောက်ဖြစ်နိုင်လို့ဒါရှမ်ပီယံကပတ်ပိုင်ရှင်တယောက်အနေနဲ့ဒါစိတ်ကောထုတ်သက်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဂုဏ်ယူသင့်ပါတယ်ဗျစတန်ရဲ့စိတ်ရင်းစိတ်ရင်းကလည်းစိတ်ရင်းစိတ်ဓာတ်ကလည်းရိုးရှင်းပါတယ်ဒါဆိုရှယ်မီဒီယာတွေမှာလည်းမြန်မာတွေကိုဒီဘလောက်ရှစ်လဲဆိုတာဒါသိနိုင်ပါတယ်ဗျဆိုတော့ကပတ်ရှမ်ပီယံတယောက်အနေနဲ့ဗရိုနီကာဘလောက်ထိလုံးပြနိုင်မလဲသူ့တွက်စိတ်လို့ရှားစရာကစားသမားဖြစ်တဲ့အတွက် အဲစိတ်ခေါ်တာလို့ပဲကျွန်တော်တို့အဲဒါမြင်လို့ရပါတယ်အဲကျွန်တော်တို့အမြင်ကတော့ဒါစတန်ဘရိုဒီကာကိုစိတ်ကိုထိုးသက်ရှင်တာမမာနာနဲ့မဟုတ်ဘူးလေးစားမှုအပြည့်နဲ့ဖြစ်ပါတယ်ကျွန်တော်တို့ဒါလက်ရှိမှာဆိုလဲဆိုရှယ်မီဒီယာတွေမှာစတန်ရဲ့ဒါစိတ်သက်ကိုမြင်နိုင်ပါတယ်အဲဘရိုဘရိုရဲ့ဒါကြိုးစားအားထုတ်မှုနဲ့စိတ်ဝင်စားစရာကောင်းတဲ့ကစားဟန်တွေကြောင့်ပဲဒါစတန်ရဲ့စိတ်ကိုဒါပြင်ပြစေတာဖြစ်ပြီးတော့အဲစိတ်ကိုထိုးသက်ရှင်လို့ပဲမြင်မိပါတယ် တွက်လည်းအကောင်းဆုံးပွဲတစ်ပွဲပြသဖို့ ਨੇ စတန်ကသူ့ကိုယ်သူလည်းဒါဒီလိုကစားသမားမျိုးကိုသူ့ဘလို့ပြန်ပြီးတော့တုံ့ပြန်ပြီးတော့ဘလောက်ထိလုံပြနိုင်မလဲဆိုတာကိုသူ့ကိုယ်သူလည်းဒါပြန်စင်ခေါ်ခြင်းလို့ပဲမြင်မိပါတယ်အဲ့တော့အားကစားကိုကျွန်တော်တို့အားကစားလို့ပဲကျွန်တော်တို့မြင်ပြီးတော့ကျွန်တော်တို့ရိုင်းဆိုင်တဲ့အပြုအမူအပြောအဆိုမျိုးတွေနဲ့ကျွန်တော်တို့ social media မှာကျွန်တော်တို့မပြုလုပ်မိဖို့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့အားလုံးကိုကျွန်တော်အာတတိပေးခြင်းပါတယ် ဆိုတော့လက်ရှိမှာလည်းကျွန်တော်တို့ Y2K ကို standard ကလည်းကျွန်တော်တို့မျော်လင့်နေရတယ်ကျွန်တော်တို့ကြော်စာဝင်တဲ့အတူတူဒါ class တစ်ခုထဲမှာပဲပူးတွဲလေ့ကျင့်နေကြတာပဲဖြစ်ပါတယ်ကြော်စာဝင်ကိုလည်းဒါ sport အများကြီးပေးနေတဲ့သူတွေပဲဖြစ်ပါတယ်ဗျဆိုတော့ super lotto ဆိုလည်းတော်တော်လေးကိုကျွန်တော်တို့မြန်မာကစားသမားတွေမြန်မာတွေကိုဒါနေစားမှုကိုပြသထားတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သက်တွေ ဒါရိုင်းဆိုင်မှုအပြုပြောနေတာအမှားယုံဖြစ်ခဲ့ပြီဆိုရင်လက်ရှိကျွန်တော်တို့ထိုင်းနိုင်ငံမှာ၄ချင်းကစားနေကြတဲ့ကျွန်တော်တို့မြန်မာဖိုက်တာကစားသမားတွေရဲ့အင်မေကိုအရေးထိခိုက်နိုင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့အထူးသတိထားပေးဖို့ကျွန်တော်မြစ်တမ်းရက်ခံချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မြန်မာလက်ဝေးဟာဆိုရင်လည်းများမကြမီပါပဲကမ္ဘာမှာနံပါတ်1နေရာမှာရက်တည်တော့မယ်အကျန်းဆုံးကစားနည်းတစ်ခုဖြစ်တော့မှာဖြစ်ပါတယ်ဗျအဲ့တော့ professional ဆန်ဆန်ကျွန်တော်တို့မြန်မာလက်ဝေးကုန်ကိုဒါ မြင့်တင်ကြဖို့လည်းကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ကျွန်တော်လည်းကိုကြီးဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေ